မိဘကိုပြုစုသောလင်တလေးရှေလုံးလေးပြီးသောအခါကတောအုပ်ကြီးတစ်ခုတွင်လင်တမိသားစုတစုရှိလေသည်သာလင်တလေးသည်အသက်အရွယ်ဦးမြင့်ပြီး အစာရှာမစားနိုင်သောမိဘနှစ်ပါးကိုပြုစုလုံးကျွေးနေသည်လင်းတလေးသည်နေစဉ်နေတိုင်းအစာအစာကောင်းများကိုပင်ပင်ပန်းပန်းရှာဖွေ၍သူမစားပဲ မိဘများကိုသာကျွေးမွေးလေးရှိသည်တနေ့သောအခါလင်းတလေးသည်မုံဆူတယောက်ထောင်ထားသောကြောကွင်း၌မိလေသည် ထိုအခါလင်းတလေးသည်မိမိအသက်သေးမိကို ခယူမဆိုင်နိုင်ပဲကြံရည်ခဲတော်မိအိုဖာအိုတို့အတွေ့စူရည်ပြီးငိုကြွေးနေခဲ့သည်ထိုအချိန်တွင်မဟုတ်သူသည်လင်းတလေးကိုသာယံရောက်လာခဲ့သည် အနည်းသို့ရောက်လာသောမုတ်ဆူသည်ငါမိဘနှစ်ပါးဟာငါမရှိရင်အစာရှာကျွေးမဲ့သူမရှိလို့ငါမွန်ပြီးသိရတော့မယ်ဟု ပြောဆိုမိတမ်းလေငိုကျွေးနေသည် လင်းတာလေးအသံကိုကြားလိုက်ရသည်ကြောကွင်းမိနေတော်လဲမိမိအတွဲမဆူရေမငူကျွေးပဲမိဘများအတွဲသာဆူရေငူကျွေးနေတော်လင်းတာလေးကို မုဆုကလေးစားသွားလေသည် ထို့ကြောင့်လိတလေးကိုကြောကွင်းမှဖြုတ်၍ပြန်လှူပေးလိုက်လေသည်